မင်္ဂလာပါရှင်မေလ9ရက်ဗုဒ္ဓဟူးနေ့ရွှေရံကုန်ရဲ့ရောင်းကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အိုစာတင်ဆက်မဲ့သတင်းကတော့ရွှေရံကုန်စေတော်မြတ်ကြီးရဲ့994ကျင်းမြောက်ထုထီအနုမောဒနာချီကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပတဲ့သတင်းရွှေရံကုန်စေတော်မြတ်ကြီးသူစေတနာတရာတရားထက်သန်စွာလှူဒန်းထားကြသော ွေကျက်တသိန်းနဲ့အထက်အလူရှင်များအားဘန်နာရထိန်ကောပကအဖွဲ့က994ကျိန်မြောက်ထုထိအမှုမတနာချီကျူးကုန်ပြူမှတ်တမ်းလာပြည့်ရပွဲနဲ့လူလမ်းမှုအစုစုတို့အတွက်ရေဆက်ချအလူတော်မင်္ဂလာအခမ်းအနားကိုမေလ6ရက်မွန်လွဲတနာရီကရွှေကုန်စီရော်ရှင်မြင်တောင်မတ်မှုရှိရှေအောင်ဘုဒ္ဓရုပ်ဘွားတို့များတစောင်းမှာကျင်းပါကြောင်းသိရပါတယ်။ဥစွာအခမ်းအနားကိုနမောတတ၃ချိန်ရစုဖျားကတော်ရေဖွင့်လိပြီးအလူရှင်များကအလူတော်ငွေများပေးရလူတန်းရာ အလဲချသဘာပတိဥအောင်စေရလဲနဲ့ဘန္နာရထိန်ကုပ်ကအဖွဲ့ဝင်များကလက်ခံကြပြီးသူတိအမှုမတနာဂုံပြုမှတ်တမ်းလွှာများပြန်လည်ပေးကြပါတယ်အဒီနောက်နိုင်ငံတော်တန်ခါမဟာနယကအဖွဲ့ဒုတိယဥက္ကဋ္ဌရွှေတကုံစီရီတော်ဘန္နာရထိန်ကောပကအဖွဲ့ရဲ့ဩဝါဒစရိယာစမ်းချောင်းမြို့နယ်နိနသားစာတင်တိုက်ဆရာတော်ဗတ္တနာသူစိတ်ဓာထံမှတယောက်လာကြသူများကငါးပါးသီလခိုင်ဆောက်တည်ကြပြီးရေဆက်ချအမှုဘဒနာတရားနာယူကြပါတယ်အလှငွေပေးအလှူဒန်းပွဲတွင် 2025ခုနှစ်မတ်လ10ရက်နေ့မှ31ရက်နေ့အထိရွှေသင်္ကန်းတို့ရွှေပြားအလှူရှင်926ဦးက6ချက်သားရွှေပြား52ချက်နဲ့တချက်သားရွှေပြား659ချက်စုစုပေါင်းရွှေစင်ရွှေပြားအချက်931ချက်အားလှူဒန်းကြပြီးငွေသားအလှူရှင်205ဦးအပါအဝင်လှူဒန်းငွေစုစုပေါင်းကျပ်သိန်းပေါင်း9589889သိန်း1969 DD ဖြစ်ကြောင်းသိရပါတယ်ရှင်။ ဆက်လက်တင်ဆက်မယ့်သတင်းကတော့ဒဂုံမြို့သိစေကမ်းမြို့နယ်ရဲ့2025-2026ဘဏ္ဍာရေးနှင့်ဒေသန္တရစီမံကိန်းရီမန်းဆက်တာဝန်များပေးရတဲ့သတင်း ရန်ကုန်တိုင်းဒေသကြီးတကုံမြို့သေးစိတ်ကံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့2025-2026ဘဏ္ဍာရေးနှင့်ဒေသန္တရစီမံကိန်းရှင်မန်းကျဲတာဝန်ပေးရပွဲကိုမေလ9ရက်နေ့နဲ့10နာရီကမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစီအဝေးခံမာတွင်ပြုလုပ်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမြို့နယ်အစဉ်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဖိတ်ကြားထားသူများတက်ရောက်ကြောင်းသိရပါသည် ဥစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥပဒေဥဖြိုသူမောင်းကအဖွဲ့မှစကားပြောကြပြီး2025-2026ဘဏ္ဍာရေးနှင့်ဒေသန္တရစီမံကိန်းအီးမေးလ်ချက်များအားသက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများထံသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥပဒေနှင့်အဖွဲ့ဝင်များကပေးရရာအတည်တည်လက်ခံကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ဖြိုးစန္နာကပေးပို့ထားပဲဖြစ်ပါတယ် နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ကော်မူရင် ရေနံထွက်ပစ္စည်းအယောင်ဆိုင်များသတ်မှတ်ချက်နဲ့အညီဖြစ်စေရေးစစ်ဆေးတဲ့သတင်းရန်ကုန်တိုင်းဒေသကြီးတွန်တေးခရိုင်ကော်မူမြို့နယ်အတွင်းရှိရေနံထွက်ပစ္စည်းအယောင်ဆိုင်များသတ်မှတ်လမ်းနယ်နိမိတ်အတွင်းကြားရောက်မှုမရှိစေရေးသတ်မှတ်ချက်နဲ့အညီဖြစ်စေရေးအတွက်ရန်ကုန်တိုင်းဒေသကြီးရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှဦးစီးအရာရှိဦးရဲမင်းဦး ြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများရဲတပ်ဖွဲ့ဝင်များမိသက်တပ်ဖွဲ့ဝင်များစီမံသားရေးအဖွဲ့မှဝန်ထမ်းများခြေလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနလမ်းဦးစီးဌာနခြေတိုင်နေမြေစင်ဦးစီးဌာနမြို့နယ်လျှက်စစ်တအားကော်ပိုရေးရှင်းမှတာဝန်ရှိသူများကမေလ6ရက်နေ့နေ့ပိုင်းကမြို့နယ်တွင်ရှိ73စီဆိုင်3ဆိုင်အားလမ်းနဲ့နမိတ်တမတ်ချက်နဲ့လုကင်းမှုရှိမရှိတို့အားကွင်းစင်ကြည့်ရှုစစ်ဆေးကြကြောင်းသိရပါရရှင်။ ီသတင်းကိုတော့ကြော်သူရကပြပလာတာပါနောက်ထပ်တင်ဆက်မယ့်သတင်းကတော့ခြေပံတွင်ဆောက်လုပ်ရေးချင်းခွေရှောက်ထားနိုင်တယ်လို့ကြေညာတဲ့သတင်းဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ကန်ထရိုက်တာတွေလုပ်ငန်းလေပန်းနိုင်ဖို့ဆောက်လုပ်ရေးချင်းငွေလျှောက်ထားနိုင်တယ်လို့ဆောက်လုပ်ရေးအင်အားနဲ့အခြေခံအစအုံဖွံ့ဖြိုးရေးဘဏ်ခြေဘဏ်ကထုတ်ပြန်ပါတယ်။ ပစ္စည်းတံမိုးပေါ်မူတည်ပြီးချင်းငွေပမာဏကိုသတ်မှတ်ချထားပေးမှဖြစ်ကချင်းငွေကာလကိုလုပ်ငန်း project ပေါ်မူတည်ပြီးသတ်မှတ်ထားရှိပေးမှလို့လည်းဆိုပါရယ်ချင်းငွေအတိုးနှုန်းအနည်းနဲ့တစ်နှစ်ကို12ရာခိုင်နှုန်းဖြစ်ပြီးအသေးစိတ်သိလိုရန်နေဆက်ရာခြေပံခွဲရီနဲ့ခြေပံရဲ call center ဖုန်းနံပါတ်ဖြစ်တဲ့တုံညာကို၄တုံညာ၁တုံညာ၁တုံညာ၈တုံညာနဲ့တုံညာကို၄၄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  0939139839ကိုဆက်သွယ်မြင်မြန်စုံစမ်းနိုင်တယ်လို့သိရပါတယ်ရှင်။နောက်ဆုံးနေ့ဆက်မဲ့တဲ့ကတော့ရန်ကုန်မြစ်တောင်တူရန်တင်တာခေါ်ယူတဲ့တဲ့ရန်ကုန်မြစ်ရေလမ်းကြောင်းဒုတက်ကောင်းမွန်ကြီးတောင်တူဖို့ရှင်နေခြင်းလုပ်ငန်းအတွက်တင်တာခေါ်ယူလိုက်တယ်လို့မြမစေကန်အာနာပိုင်တင်တာလက်ခံရေးနှင့်စီစီရေးကော်မတီကမေလ9ရက်မှာထုတ်ပြန်ထားပါတယ်။ အခုလိုတောင်တူဖို့ရှင်းလင်းခြင်းကို2025-2026ဘန်နာနှစ်ကနေ2029-2028ဘန်နာနှစ်အထိ၃နှစ်စာကိုဘန်နာကြီးနှစ်လိုက်တနည်းချင်းစီစာချုပ်ချုပ်ဆိုပြီး လုပ်ငန်းဆောင်ရွက်စီမဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်တောင်တူတဲ့လုပ်ငန်းအတွေ့အကြုံဆက်ရံနေရမြို့ပညာပြည်စုံနဲ့ပြည်ရင်းပြည်ပဖက်ဆက်ကုမ္ပဏီကြီးတွေအနက်အသိဉာဏ်ဆုံးကုမ္ပဏီတစ်ခုကိုတင်နာစီစီရွေးချယ်သွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားကြောင်းသိရပါဗျာ။ တင်နာလျှောက်လာတွေကိုမေလ6ရက်ကနေ19ရက်ထိဗုဒ္ဓထောင်မြို့နယ်ရှိဗဟုပစ္စည်းထိန်းဌာနမှာဝယ်ယူနိုင်ပြီးမေလ20ရက်မှာတော့ဝယ်ယူထားတဲ့တင်နာလျှောက်လာတွေကိုမြမစိတ်ကံအာနာပိုင်ရုံးချုပ်မှာ ပြန်လည်တင်သွင်းရမှာဖြစ်တယ်လို့သိရပါပါရှင်။ရွှေရံကုန်ရဲ့ရန်ကုန်တခွင်သတင်းစုံလေးကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုပါပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါရရှင်။